င်္ဂလာပါရှင်ရခုံခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်နန္ဒကာကအရေးယူဝင်ပြက်ကွက်နေတဲ့အတွက်မြန်မာစစ်တပ်ဟာတတန်းရှိပြီးရာဇဝတ်မှုတွေကျူးလွန်ခွင့်လိုင်စင်ရရှိနေတယ်လို့ကုလလုံးချွေးကောင်စီမှတာမတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပါဗါးစကောင်စီဘိုလောင်းဆံပွဲတတ်မှတ်နေရာတွေမှာနေမြေစိုးမိုးမှုမရှိတော့တဲ့ရခိုင်နဲ့ရှမ်းမြောက်မပါဝင်တော့ဘူးလို့စစ်ကောင်စီကထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့နိုင်ငံတကာရဲ့အရေးယူဖို့ပြောက်ွက်မှုကြောင့်မြန်မာနိုင်ငံကတရားမဝင်စစ်တပ်မှတက်တန်းရှင်နေပြီးရာဇဝတ်မှုတွေကိုကျူးလွန်ခွင့် license ရရှိနေတယ်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတာမတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုလိုက်ပါတယ်နိုင်ငံတကာအတိုင်ဝန်အနေနဲ့မြန်မာစစ်ကောင်စီအပေါ်ကိုထိရောက်တဲ့အရေးယူဆောင်ရွက်ချက်တွေနဲ့အကူအညီတွေကိုပေးရဖို့ပြင်းပြင်းထန်ထန်တောင်းဆိုမှုကို မျက်ကွယ်ပြုခံရတဲ့အပေါ်မှာမြန်မာပြည်သူတွေကစိတ်ပြက်မိတယ်လို့လည်း ဲဆိုပါရယ်ဒါအပြင်နန္ဒကအတိုက်ဝန်းကလည်း ခိုင်မာတဲ့လွတ်ဆောင်ချက်တွေပြက်ကွက်နေခြင်းကြောင့်လဲတရားမဝင်စစ်အာဏာသိမ်းမှုတည်တန်းရှင်နေရတဲ့အပြင်စစ်တပ်ကနိုင်ငံကရာဇဝတ်မှုတွေကိုကျူးလွန်ခွင့်လိုင်စင်လက်ဝယ်ရရှိထားတာကိုမြေဝါထင်ထင်တွေ့မြင်နေရတယ်လို့လဲဆိုပါရယ်ရွေးချယ်ခံအရက်သားအစိုးရလက်ထက်မှာခက်ခက်ခဲခဲတိစောက်ခဲ့ရတဲ့ဖြစ်ပေါ်တိုးတက်မှုတွေဟာတိတိတတ်တာဆောက်ရုပ်သွားခဲ့ပြီးနိုင်ငံကလူခွင့်ရေးဥပဒေနဲ့အပြည့်ပြည့်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကိုဆက်လက်ချိုးဖောက်တဲ့အတွက်စစ်ရာဇဝတ်မှုတွေနဲ့လူသားမ မျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုကျူးလွန်နေဆဲဖြစ်တယ်လို့ဥကြုံမိုးထွန်းကပြပြပါရတယ်။အဲဒါကြောင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အခန့်ကဏ္ဍဟာအလွန်အရေးပါတဲ့အတွက်လုံခြုံရေးကောင်စီအနေနဲ့အခုပင်အရေးယူဆောင်ရွက်ဖို့အတွက်တာမတ်ကြီးကတိုက်တွန်းတောင်းဆိုလိုက်ပါရရှင်။ဆက်လက်ပြီးတော့ အနာသိန်စစ်ကောင်စီရဲ့ဘူလောင်းဝင်ခွေအရေးချင်းစစ်စမဝဲစစ်ဆေးမှတ်တမန်နေရာတွေမှာရခိုင်ဒေသနဲ့ရှမ်းမြောက်ဒေသမပါဝင်တော့ဘူးလို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စစ်ကောင်စီကစစ်တကတော်ရဲ့ဤပညာတက္ကသိုလ်နဲ့စေးတက္ကသိုလ်ဘူလောင်းတင်နဲ့ဝင်ခွင့်စမဝဲဖြေဆိုရမယ့်နေရက်နေရာနဲ့အချိန်ကိုဝါရဖြန့်မြမအလင်းသတင်းစာကနေတစဉ်ဩဂတ်လ22ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ရမှာရခိုင်နဲ့ရှမ်းမြောက်မပါဝင်တော့တာလည်းဖြစ်ပါတယ်။ဘူလောင်းလျှောက်လွာကိုစစ်ကောင်စီကတနင်္ဂ ငံလုံးအတိုင်းအတာနဲ့ခေုံထားတာဖြစ်ပြီးဩဂတ်စ30ရက်နေ့မှာဖြစ်ဆိုရမှာလည်းဖြစ်ပါတယ်။အဲ့ဒီကြညာချက်ထဲမှာတော့မြို့ကြီး12မြို့ကတိုင်းစစ်ထဏချုပ်တွေနဲ့စစ်ကြောရေးဌာနတွေမှာဘူလောင်းဝင်ခွင့်စမေးဝဲကိုစစ်ဆေးသွားမယ်လို့ကြညာထားပြီးမှလည်းစစ်ကောင်စီစစ်ရှုံးနေတဲ့ရက်ခိုင်နဲ့အရှိမြောက်တိုင်းစစ်ထဏချုပ်ရမခကိုမြောက်ပိုင်းမဟာမိတ်တွေကတိမ့်ပိုက်ခဲ့တာကြောင့်လည်းအဲ့ဒီဒေသတွေမှာဝင်ခွင့်စမေးဝဲမလုပ်နိုင်တော့တာလည်းဖြစ်ပါတယ်။ရန်ကုန်နေပြီးတော့မြစ်ကြီးနားတောင်ကြီး တိုင်းတော်မော်လမြိုင်ပဲပသိမ်မုံရွာမန္တလေးနဲ့တောင်ငူတို့မှာတော့စစ်ကောင်စီဘိုလောင်းဝင်ခွင့်ဆောင်းဝဲဝဲတွေကိုပြုလုပ်မယ်လို့လဲဆိုထားပါဗျ။စစ်ကောင်စီကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သူတွေကတော်လှန်နေကြတဲ့အတွက်ဘိုလောင်းဝင်ခွင့်တင်နန်းလျှောက်လွာခုံရွာမှာလျှောက်ထားသူနေပါတဲ့အတွက်စီကံဥပဒေတွေကိုရှော့ပေါ်ပြီးအသက်အပိုင်းခြားကိုလည်း20နှစ်ထိတိုးမြင်ခိုးခဲ့တာကိုလည်းတွေ့ရှိရပါဗျ။လက်ရှိအာဏာသိမ်းစစ်ကောင်စီဟာနိုင်ငံတော်မှာတော်လှန်ရေးအဖွဲ့အစည်းတွေကိုစစ်ချုပ်နေတာဖြစ်ပြီးတပ်သားအများပြား လိုအပ်နေတဲ့အတွက်ပြည်သူတွေကို မတရားဖမ်းဆီးတာအတင်းအဓမ္မစစ်မှုထမ်းရန်ခုံနေတာလည်းဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းနဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းမြိုင်မြို့နယ်မှာအကြက်ပဲစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ပြီးအောင်ပွဲရရှိခဲ့တဲ့ PDF ရဲဘော်တွေကိုပြည်သူတွေကတောင်းတဖြတ်ဖြတ်ကြိုဆိုခဲ့ကြတယ်လို့မြိုင် Villages Revolution Front ကပြောပြပါရယ်ဩဂတ်လ22ရက်နေ့မနေ့6နိုင်လောက်မှာကိုင်းတော်မှရွာတိကျေးရွာမှာအခြေချတာဖြစ်ပြီးအနီးနားပတ်ဝန်းကျင်ကျေးရွာတွေကိုခိုးဆိုးလူရဲမီးရှို့ဖျက်ဆီးနေတဲ့အကြက်ပဲစစ်တပ်စစ်ကြောင်းကိုမြိုင်မြို့နယ်အတွင်းတော်လဲအင်အားစုတွေနဲ့ဒေသတွင်းတော်လဲပူးပေါင်းအင်အားစု တွေကပူးပေါင်းတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားအလောင်း12လောင်းသိမ်းဆည်းရရှိခဲ့ပြီးလက်လက်ချအညံ့ခံသူ9ဦးရှိတယ်လို့လည်းသိရပါဗါတယ်။အဲဒီတိုက်ပွဲမှာအကြမ်းဖက်စစ်သားတွေစီကနေလက်လက်ခရမ်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့လို့မြန်မာ Villages Revolution Front ကပြောပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မကွေးတန်းရေစကြိုမြို့နယ်ဟင်းသာရွာပြူစော့တီစခန်းကစစ်သားပြူစော့တီတွေဟာစခန်းကိုစွန့်ခွာသွားတာကြောင့်ဝင်ရောက်ရှင်းလင်းကစခန်းကိုမီးရှို့ဖျက်ဆီးလိုက်တယ်လို့ရေစိုပကပတာဝန်ရှိသူတို့ကပြောပြပါရတယ်။ဩဂတ်လ21ရက်နေ့ကရေစိုမြို့နယ်ဟင်းသာပြူစော့တီရွာကအကြမ်းဖက်စစ်သားတွေနဲ့ပြူစော့တီတွေဟာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေရဲ့ ဆယ်ရက်ကြာဝိုင်းဝန်းပိတ်ဆို့ခံရမှုကိုမခံနိုင်တော့တာကြောင့်စခန်းကိုစွန့်ခွာသွားတာဖြစ်တယ်လို့လည်းသိရပါဗါးအဲဒီစခန်းကိုစွန့်ခွာသွားတဲ့အကြမ်းဖက်စစ်သားတွေဟာရေကျိုးမြို့နယ်ပခုတ်ကူရေကျိုးလမ်းပေါ်ကပခန်းကြီးကျေးရွာရဲစခန်းကိုတွားရောက်ပူပေါင်းသွားကြတယ်လို့လည်းသိရပါဗါးကြက်ဘက်စစ်သားပြူစောတိတွေစွန့်ခွာသွားတဲ့စခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဝင်ရောက်ရှင်းလင်းပြီးမီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်းရေစိုးပကဖတာဝန်ရှိသူတို့ကပြောပြပါရတယ်။ အဲ့ဒီရေဂျိုမြို့နယ်ဟင်းသာရွာပြူစောတီစကန်ကအကြက်ဘက်စစ်သားတွေပြူစောတီရွနယ်ဖြစ်ပွားခဲ့တဲ့ဆယ်ရဲကြာတိုက်ပွဲအတွင်းမှာအကြက်ဘက်စစ်သားနဲ့ပြူစောတီ6ဦးသေသွားတယ်လို့လည်းသိရပါပါတယ်ရှင်။ စကန်တအတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်စကန်တန်ကမ့်ဘလူမြို့နယ်နဲ့ကျွန်းလာမြို့နယ်တို့မှာအကြက်ဖက်စစ်တပ်နဲ့ပြူစော်တီပူးပေါင်းတပ်တွေကစစ်ကြောင်းထိုးနေတဲ့အတွက်ပြည်သူတွေဟာမိုးရဲရေထဲမှာစစ်ဘေးတင်းရှောင်နေကြတယ်လို့ကမ့်ဘလူမြို့နယ်ပတ်ကဖလှုပ်ရှားတိုက်ခိုက်ရေးတာဝန်ခံကရန်ကုန်ခေတ္တကိုပြပြပါရယ်ဩဂတ်စာ22ရက်နေ့မနေ့9ရက်နိုင်ခွဲလောက်မှာအကြက်ဖက်စစ်သားနဲ့ပြူစော်တီအင်အား84ဦးပါတဲ့စစ်ကြောင်းဟာရမားရွာနဲ့ငတိုပြူရွာကြား တိဆောက်နေတဲ့ဆယ်ပေါင်ပေါ်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့လည်းသိရပါတယ်။အဲဒီလိုစစ်ကြောင်းထိုးလာတာကြောင့်အနီးအနားကျေးရွာတွေကပြည်သူတွေဟာစစ်ဘေးတင်းရှောင်နေကြတာဖြစ်ပြီးလက်ရှိအချိန်ထိ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗါးအကြက်ဘက်စစ်သားပြူစောတိရဲစစ်ကြောင်းထိုးလှုပ်ရှားနေမှုကြောင့်ပြည်သူတွေဟာတပတ်ကြော်ကြာမိုးရေထဲမှာစစ်ဘေးရှောင်နေရတဲ့အတွက်အရေးပေါ်စားဖို့နေရအခက်ခဲတွေကြုံတွေ့နေရတယ်လို့ကမ္ဘလူမျိုးနဲ့ပကဖလှုပ်ရှားတက်ခိုက်တာဝန်ကကရန်ကုန်ခေတ်စ်ကိုပြောပါရရှင် အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့သတင်းတစ်ပုဒ်ကတော့အင်းနီချင်းထိုင်းနိုင်ငံကိုမြောက်ကျောက်ယောဂါကူးစက်ရောက်ရှိနေပြီလို့သတင်းထွက်ပေါ်ပြီးမြောက်ကျောက်ယောဂါကူးစက်မှုကို တားဆီးဖို့အတွက်ပြည်ပကပြန်လာသူတွေလေစိတ်မှာခီးသွွားရာဇဝင်ဖြစ်ဆွရမယ်လို့စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်ပါတယ်။ယောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကိုသွားတာဒါမှမဟုတ်ပြန်ရောက်ပြီးယောဂါလက္ခဏာတွေပြလာရင် လေစိတ်ကျန်းမာရေးဌာနကိုသတင်းပို့ရမယ်လို့လည်းဆိုပါတယ်။အာဖရိကတိုက်ဘက်ကနေစတင်ကူးစက်လာတဲ့မြောက် ကြောက်ယောဂါကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအရေးပေါ်အခြေအနေဖြစ်ကြေညာထားတာဖြစ်ပြီးလက်တလောဒေသတွင်ထိုင်းနိုင်ငံမှာအာဖရိကတိုက်ကနေပြန်ရောက်လာသူတိုးစီမှာယောဂါလက္ခဏာတွေတွေ့ရှိခဲ့ရတယ်လို့ Bangkok Post သတင်းဌာနကဆိုပါတယ်။လက်ရှိမြောက်ကြောက်ယောဂါဟာနိုင်ငံဖြတ်ကျော်ကူးစက်မှုအခြေအနေများပြားလာတာနဲ့အတူကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအရေးပေါ်အခြေအနေနှစ်ကြိမ်ကြေညာထားတာလည်းဖြစ်ပါတယ်။ဒီကမ္ဘာလုံးမှာမြောက်ကြောက်ယောဂါဖြစ်ပွားမှုမြင့်တက်နေပြီး င်တည်ဆုံးမှုလည်းဖြစ်ပေါ်နေပါဗါး monkey pox ဆိုတဲ့မြောက်ကျောက် virus ပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပြီးအဲ့ဒီ virus ဟာတိရစ္ဆာန်ကနေလူကိုကူးစက်နိုင်တဲ့ xenovid ရောဂါပိုးတစ်မျိုးဖြစ်ကလူကနေလူကိုလည်းကူးစက်နိုင်တဲ့ virus ပိုးလည်းဖြစ်နေပါဗါးအဲ့ဒီရောဂါဟာအပြင်းထန်ပြပြီးကူးစက်မှုကတော့အဓိကအားဖြင့်လင်းဆက်ဆံခြင်းအရေပြားခြင်းထိတွေ့ခြင်းကနေကူးစက်တယ်လို့လည်းသိရပါဗျာရှင် ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။